ဂျီယိုနိုင်ငံကထိုင်ဝမ်ကျွန်းတဝိုက်ကရှေးပိုင်းနက်မှာအကြီးစားစီရင်လေးချင်းမှုတွေစတင်လိုက်ပြီးတော့ကိုပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ထိုင်ဝမ်ကျွန်းကိုလွတ်လပ်ရေးကိုထိန်းချုပ်ဖို့ရည်ရွယ်ထားပါတယ်။ဂျီယိုစစ်တပ်ရဲ့ရှေးတက်တဲ့လေတက်ကထိုင်ဝမ်ကိုဝိုင်းထားဖို့လေရင်လေးနဲ့စစ်သင်္ဘော19စင်းကိုဆီလုတ်ခဲ့ပြီးတော့ ဒီနမည်ကိုလေချောင်းနဲ့ရေချောင်းအပြည့်အဝပိတ်ဆို့တဲ့လေးချင်းမှုတစ်ခုကိုရည်ရွယ်ထားပါတယ်။တရုတ်နိုင်ငံကထိုင်ဝမ်တဝိုက်မှာ၎င်းရဲ့စစ်စင်ရေးတွေကိုအစင်းမြင့်တင်လိုက်ပြီးတော့အင်အားပြင်းထန်တဲ့စစ်အင်အားပြသမှုတစ်ခုကိုပြသနေပါတယ်။တရုတ်စစ်တပ်က Hyper Super Sonic ရန်သူသင်္ဘောဖြတ်ဒုံးကျည်တွေကို အသုံးပြုခဲ့ပြီးတော့သုံးသပ်သူတွေရဲ့အဆိုအရဒါဟာ American ရဲ့ဝင်ရောက်ဆွဲဖက်မှုတွေကိုစန့်ကျင်တဲ့အချက်ပြမှုတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံကထိုင်ဝမ်ကိုအားလုံးဘက်ကနေဝိုင်းထားပြီး၎င်းရဲ့အကြီးအမားဆုံးစီးရီးလေးချင်းမှုကိုလှုပ်ဆောင်ခဲ့ပါတယ်။စစ်သင်္ဘောရှာနေချီဇက်လီယင်တွင်ဒုံးကျည်ပြလုပ်ကြိယာတွေနဲ့ အမြောက်တပ်ဖွဲ့တွေဟာထိုင်ဝမ်ကိုကဘာနဲ့ဖျက်ချောက်ပြီးပိတ်ဆို့ဖို့လေ့ကျင့်မှုတွေလုပ်ဆောင်ခဲ့ပါတယ်။ဒီချိန်ချောက်မှုကိုပိုမိုရှင်းလင်းစေဖို့တရုတ်စစ်တပ်ကထိုင်ဝမ်ရဲ့ဟိုလင်းနဲ့ထိုင်ချန်လိုမြို့တွေပေါ်ကိုဒုံးကျည်တိုက်ခိုက်မှုတွေကိုပုံတူလုပ်ထားတဲ့ဗီဒီယိုတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ဒီလိုမျိုးအလားတူဖြစ်ရတဲ့ခုဟာလွန်ခဲ့တဲ့လအနေငယ်ကလေးက 2024ခုနှစ်ဒီဇင်ဘာလမှာဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။အဲဒီအချိန်ကတရုတ်နိုင်ငံကစစ်သင်္ဘော90နီးပါးနဲ့လေရင်တာစံပေါင်းများစွာကိုစေလွှတ်ခဲ့ပြီးတော့၎င်းဟာဆယ်စုနှစ်များအတွင်းအကြီးမားဆုံးရေတပ်လေကျင်းမှုဖြစ်ခဲ့ပါတယ်။ဒါမတိုင်ခင်အော်တိုဘာလမှာတော့ထိုင်ဝမ်ကတရုတ်ချက်လေရင်125စင်းနဲ့စစ်သင်္ဘော34စင်းဟာ၎င်းရဲ့လေပိုင်နဲ့အနီးမှာ စစ်ပြင်နေတာကိုစောင့်ကြည့်တွေ့ရှိကြရလဲဖြစ်ပါတယ်တရုတ်တို့ရဲ့လှုပ်ရှားမှုအရှိန်ကအင်အားပြသမှုတစ်ခုလို့မဟုတ်တော့ပဲရန်လိုတဲ့ဒိန်ပိုင်မှုတစ်ခုအတွက်ပြင်ဆင်နေတယ်လို့ထင်ရပါတယ်ဒါအားလုံးကတရုတ်ရဲ့စီးပွားရေးပြိုလဲနေခြင်းအခွန်အရေးပို့ကုန်တွေကိုဖိစီးနေခြင်း American ဝယ်သူတွေနှုတ်ထွက်နေခြင်းနဲ့ကုန်သွယ်ရေးအတွက်တိစောက်ထားတဲ့စက်ယုံတွေတစ်ခုပြီးတစ်ခုပိတ်သိမ်းနေခြင်းမှာဖြစ်ပေါ်နေတာပါထိန်းချုပ်မှုအပေါ်တိစောက်ထားတဲ့အစိုးရတစ်ခုအတွက် ဒါဟာအိမ်မဆိုးတစ်ခုပဲဖြစ်ပါတယ်။ရှီချင်းဖိန်ကရွေးချယ်စရာကောင်းတဲ့နိလန်းနေမရှိတော့တဲ့တောင်ချင်းနဲ့ရောက်နေပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP လိုအစိုးရတစ်ခုဟာ၎င်းရဲ့ထိန်းချုပ်မှုအနေငယ်လျှော့သွားတယ်လို့ခံစားရတဲ့အခါပြင်းပြစွာတုံ့ပြန်တတ်ပါတယ်။ဒါဟာ၎င်းရဲ့အစ်မတဲ့မျက်နှာကိုမြင်တွေ့ရတဲ့အချိန်ပဲဖြစ်ပါတယ်။တရုတ်ကွန်မြူနတီပါတီ CCP က တရုတ်ပြည်မကြီးဟာထိုင်ဝမ်ရဲ့ငွေရည်မြေဖြစ်တယ်ဆိုတဲ့ဇလန်းကိုအမြဲတမ်းအားပေးပြီးတော့ဖြန့်ဝေလေးရှိပါတယ်။ဒါပေမဲ့တကယ်တမ်းမှာထိုင်ဝမ်တရားဝင်အမည်ဖြစ်တဲ့တရုတ်သမ္မတနိုင်ငံ Republic of China ROC ကတရုတ်နိုင်ငံတရားဝင်အမည်ဖြစ်တဲ့တရုတ်ပြည်သူသမ္မတနိုင်ငံ People's Republic of China PRC ထက်ပိုမိုသက်တမ်းရပ်ပါတယ်။1800ပြည်လုံးနဲ့တွေမှာထိုင်ဝမ်က Chin Inbara ဒါရဲ့တစိတပိုင်းသာဖြစ်ခဲ့ပြီးတော့ဒီအင်ဘာရာကလက်ရှိတရုတ်နိုင်ငံတစ်ခုလုံးကိုအုပ်ချုပ်ခဲ့ပါတယ်။ဒါပေမဲ့1895ခုနှစ်မှာဂျပန်တပ်ဖွဲ့တွေကပထမတရုတ်ဂျပန်စစ်ပွဲမှာချင်းအင်အစိုးရကို အနိုင်ယူပြီးတော့ထိုင်ဝမ်ကိုသိမ်းပိုက်ခဲ့ပါတယ်။အရင်နောက်မှာထိုင်ဝမ်ကရှိုမိုနိုဆက်စာချုပ်အရဂျပန်ထံတရားဝင်လွှဲပြောင်းပေးအပ်ခံခဲ့ရပြီးတော့ဂျပန်ရဲ့ပြည်ရင်းကိုလိုနီအပြည့်အဝဖြစ်လာခဲ့ပါတယ်။ ဂျပန်ကနောက်ထပ်290ကြာထိုင်ဝမ်ကိုအုပ်ချုပ်ခဲ့ပြီးတော့လမ်းတွေရထားလမ်းတွေနဲ့ကျောင်းတွေတည်ဆောက်ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဂျုံပေါ်ကတရုတ်လူမျိုးရဲ့အမှတ်အသားကိုဖျောက်ဖျက်ဖို့စူးစမ်းခဲ့ပါတယ်။ထိုင်ဝမ်ကဂျပန်အင်ပါယာအတွက် ထောက်ပံ့ရေးအခြေစိုက်စခန်းဖြစ်လာခဲ့ပြီး ဒီကျောင်းမာနေထိုင်တွေကဂျပန်ရဲ့တင်းကျတဲ့ထိန်းချုပ်မှုအောက်မှာနေထိုင်ခဲ့ရပါတယ်ဒီကျောင်းတွင်တရုတ်သမ္မတနိုင်ငံ ROC ကချင်းအင်ပါရာကိုဖျောက်ချပြီး1992ခုနှစ်မှာတရုတ်ပြည်မကြီးကိုထိန်းချုပ်ခဲ့ပါတယ်ဒီလိုနဲ့ဂျပန်ဟာ ာရှနဲ့ပစိဘိတ်ဒေသတလောမှာနှစ်ပေါင်းများစွာရက်ဆက်ကြံကြုတ်တဲ့စစ်ပွဲတွေပြီးတဲ့နောက်အလေးထိုးခံခဲ့ရပြီးတော့နောက်ဆုံးမှာလက်နက်ချရမှုကို အတင်းအကျပ်လုပ်ခံရပါတယ်။ဒီလက်နက်ချရေးဆွေးနွေးမှုတွေအတွင်း ROC က American နဲ့ UK တို့နဲ့အတူထိုင်ပြီးတော့အခြေခံအားဖြင့်အခုလိုပြောခဲ့ပါတယ်။ဂျပန်ကထိုင်ဝမ်ကိုဆက်လက်ထိန်းချုပ်ထားတော့မယ်။ဒါပေမဲ့ထိုင်ဝမ်ဟာတရုတ်ရဲ့တစိတပိုင်းလို့ယူဆလို့ရတယ်။ သူတို့ကချင်းအင်မာရာကိုအနိုင်ယူလို့သာထိုင်ဝမ်ကိုယူသွားခဲ့တာဒါကြောင့်ဂျပန်ရဲ့လက်နက်ချရေးစည်းကမ်းတွေကိုညှိနှိုင်းနေတဲ့အခါထိုင်ဝမ်ကို ROC ထံပြန်လည်ပေးရဖို့ထည့်သွင်းပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့အများကြီးကျေးဇူးတင်ပါပါလို့ဆိုခဲ့ရလဲဖြစ်ပါတယ်မဟာမိတ်နိုင်ငံတွေကလည်းဒါကိုသဘောတူခဲ့ပါတယ်။ဂျပန်ရှုံးနေပြီးတဲ့နောက်ချမှတ်ခဲ့တဲ့စည်းကမ်းတွေအရ 1945ခုနှစ်မှာထိုင်ဝမ်ကို ROC ထံလွှဲပြောင်းပေးရခဲ့ပါတယ်။ဂျွန်ဘော်ကဂျပန်တပ်ဖွဲ့တွေကဂျပန်တပ်ဖွဲ့တွေထံလည်းနဲ့ချခဲ့ပြီးဒီလိုနဲ့ပဲဂျွန်ဘော်ကဂျပန်တပ်ဖွဲ့တွေကတရုတ်တပ်ဖွဲ့တွေထံမှာလည်းနဲ့ချခဲ့ပြီးတဲ့အခါဒီလိုနဲ့ထိုင်ဝမ်ဟာတရုတ်အုပ်ချုပ်မှုအောက်ကိုဆိုင်ရွက်တွေပေါ်မှာတော့ပြန်လည်ရောက်ရှိခဲ့ပါတယ်။ဒါကြောင့် ROC အရိအချင်းကတရုတ်နိုင်ငံရဲ့လက်ရှိအစိုးရဖြစ်တဲ့ ROC ကတရုတ်ပြည်မာစီနဲ့ထိုင်ဝမ်နှစ်ခုလုံးကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့သူတို့ဟာနိုင်ငံကိုပြန်လည်တည်ဆောက်ဖို့အလို့များနေချိန်မှာထက်မှန်ပြီးရှုပ်ထွေးမှုတွေပေါ်ပေါက်လာခဲ့ပါတယ်။ အကြီးစားပြည်ရင်းစစ်ပွဲတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ဒီတစ်ကြိမ်တော့ပြည်ရင်းစစ်က၎င်းတို့ရဲ့ပြည်သူတွေထံကနေပေါ်ပေါက်လာခဲ့တာပါ။မော်စီတုံးဦးဆောင်တဲ့ Community Party ဟာနှစ်ပေါင်းများစွာရက်ဆက်ကြံကြုတ်တဲ့တိုက်ပွဲတွေပြီးတဲ့နောက်ပြည်ရင်းကနေထကြွလာခဲ့ပါတယ်။မော်ရဲ့တပ်ဖွဲ့တွေကအနိုင်ရခဲ့ပြီးသူကတရုတ်ပြည်သူ့သမ္မတနိုင်ငံ People's Republic of China PRC ကိုတီထောင်ခဲ့ပါတယ်။ဒါဟာဒီကနေ့ကျွန်တော်တို့သိကြတဲ့တရုတ် Community Party CCP ဖြစ်လာခဲ့ပါတယ်။ ဒီအချိန်မှာအစိုးရဟောင်းဖြစ်တဲ့တရုတ်သမ္မတနိုင်ငံ ROC ကကြံရှိသမျှအရာအားလုံးကိုထုတ်ပိုးပြီးထိုင်ဝမ်ကိုထွက်ပြေးခဲ့က၎င်းတို့ဆက်လက်ထိန်းချုပ်ထားနိုင်တဲ့တရုတ်နိုင်ငံရဲ့အနောက်ဆုံးအပိုင်းအဆောက်ကိုစုပ်ကင်ထားခဲ့ပါတယ်။ မော်စီတုံးကအစိုးရဟောင်းကတရုတ်နိုင်ငံရဲ့တစိ့တပိုင်းကိုသူစီရယူသွားတာကိုတိတ်မပျော်ရွှင်ခဲ့ပါဘူး။ဒါကြောင့်သူကထိုင်ဝမ်ကိုကျူးကျော်ဖို့ဆုံးဖြတ်ခဲ့ပေမဲ့ရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအဆုံးသတ်မဟုတ်ပါဘူး။မော်ဟာချက်ချင်းဆိုသလိုဒုတိယကျူးကျော်မှုအတွက်စီစဉ်ပြင်ဆင်ခဲ့ပြီးတော့ဂေယူရန်တလျှောက်တပ်ဖွဲ့တွေစုဖွဲ့က င်းလျော်တဲ့အချိန်ကိုစောင့်ဆိုင်းခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်မှာတော့ American ပြည်ထောင်စုကဝင်ရောက်ဆွတ်ဖက်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်မှာနိုင်ရခဲ့ပြီး AK စစ်ပွဲရဲ့အစောပိုင်းအဆင့်မှာနတ်ရှိုင်းစွာရောက်ရှိနေချိန်မှာ American ကကွန်မြူနစ်ဝါဒပုံမပြန့်နှံ့သွားမှာကိုလက်ခံဖို့အဆင်သင့်မဖြစ်ခဲ့ပါဘူး။ Washington ကထိုင်ဝမ်ဟာအငင်းပွားနေတဲ့ကျွန်းတကျွန်းသာမဟုတ်ဘူးဆိုတာကိုရှင်းလင်းပြသစွာပြသခဲ့ပါတယ်။ ကွန်ဂရက်ကထိုင်ဝမ်ကိုတိုက်ခိုက်ခံရရင်အမေရိကန်ရဲ့စစ်ထောက်ပံ့မှုကိုကတိပြုတဲ့ဥပဒေတစ်ခုကိုအတည်ပြုခဲ့ပြီးတော့မော်အတွက်သတိပေးချက်ကလည်းရက်ဆက်ကြမ်းကြုတ်ခဲ့ပါတယ်။မင်းစစ်တိုက်ဖို့စ조사ရင်ငါတို့တရုတ်ကိုနျူကလ িয়ার နဲ့တိုက်မယ်လို့ဆိုခဲ့ပါတယ်။ဒီချိန်ချောင်းမှုကအရှာအလုံးကိုအင်းငိမ့်သွားစေခဲ့ပါတယ်။ မော်ဝါနောက်ဆုတ်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာဒီယူနိုင်ငံကသူတို့ကိုစူပါပါဝါတစ်ခုအဖြစ်အလေးနက်ထားလာခြင်းရင်၎င်းတို့ရဲ့ကိုယ်ပိုင်နျူကလ িয়ার လက်နက်တွေလိုအပ်မယ်ဆိုတာကိုသဘောပေါက်ခဲ့ပါတယ်။ဒါဟာအပြန်အလှန်တရားဖျက်ဆီးနိုင်မှု mutually assured destruction ရဲ့ကံဝင်ဥပမာပါပဲ။ဘယ်သူမှအနိုင်မရပေမဲ့အားလုံးကစတင်ဖို့ကြောင်းလုံးနေကြပါတယ်။ နျူကလ িয়ার စစ်ပွဲရဲ့အန်ဒီရဲကသူတို့အပေါ်တည်ရှိနေပေမဲ့ဒီယုံနိုင်ငံကထိုင်ဝမ်နဲ့ပတ်သက်ပြီးစိတ်ကူးတွေကိုဘယ်သောအခါမှ မရတန်းခဲ့ပါဘူး။မော်ဝါစူးစားခဲ့ပြီးတော့မအောင်မြင်ခဲ့ပေမဲ့အခုတော့ဒါဟာရှီချင်းဖင်ရဲ့အကြီးအကျယ်ရေမှန်းချက်ဖြစ်လာပြီးတော့ မော်မလုံးနိုင်ခဲ့တာကိုအပြစ်သက်ဖို့ဆုံးရှုံးနေတဲ့ထိုင်ဝမ်ကိုဘေကျင်းရဲ့ထိန်းချုပ်မှုအောက်ကိုပြန်လည်ဆွဲယူဖို့သူရဲ့နာမည်ကိုတရုတ်သမိုင်းမှာ Tara Twin 2ထားဖို့ရှီမန်းထားပါတယ်။တကူတည်းသောကွဲပြားချက်ကတော့တရုတ်နိုင်ငံကအားနည်းတဲ့နိုင်ငံမဟုတ်တော့ဘူးဆိုတာပါ။အဲဒီအချိန်ကလိုဖြိုကွင်းနေတဲ့နိုင်ငံမဟုတ်တော့ပါဘူး။အခုတော့သူတို့မှာနျူကလ িয়ার လက်နက်တွေရှိပြီးတော့ကမ္ဘာပေါ်မှာအင်အားကြီးဆုံးစစ်တပ်တွေတရာတစ်ခုရှိပါတယ်။ တို့ဟာပုံမအားကောင်းလာပြီးပုံမကျေလောင်စွာပုံမတဏိတန်ချထားပြီး၎င်းတို့ပဲသောအခါမှမပိုင်ဆိုင်ခဲ့ဘူးလို့ဆိုခဲ့တဲ့ထိုင်ဝမ်ကျွန်းကိုပြန်လည်သိမ်းယူဖို့ပြန်လာခဲ့ပါတယ်။အခုဒီတရုတ်နိုင်ငံကအင်အားသုံးချင်းချောင်းမှုအစလို့စီးပွားရေးဖိအားပေးမှုကုန်သွယ်ရေးတင်းမာမှုအွန်လိုင်းသတင်းမှာပြန့်ဝေမှု ဆိုင်ဘာတိုက်ခိုက်မှုတွေအထိအရာအားလုံးကိုလုံဆောင်ခဲ့ပါတယ်။ပေကျင်းကဒီအရာအားလုံးဟာထိုင်ဝမ်ကိုအတွင်းကနေချိုးဖြတ်နိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ပါတယ်။ထိုင်ဝမ်ပြည်သူတွေရဲ့ဘဝကအရန်ခက်ခဲလာမယ်၊ကြောက်စရာကောင်းလာမယ်။ဒါမှလူတွေကလွတ်လပ်ရေးကိုဆုံးလွတ်မယ်။ဒါမှမဟုတ်အနည်းဆုံးတော့ ၎င်းတို့ရဲ့အစိုးရအပေါ်ယုံကြည်မှုဆုံးရှုံးလာလိမ့်မယ်လို့ထင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအစားပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။စစ်တမ်းကြီးအရထိုင်ဝမ်လူမျိုးအများစုဟာလက်ရှိအခြေအနေကိုဆက်လက်ထောက်ခံနေစေဖြစ်ပြီးတော့ ဘေကျင်းကဖြက်စည်းဆုံးရှုံးမှုကြာရှုံးမှုတွေရဲ့အကြောင်းအော်ဟစ်ပြောဆိုလာတိုင်းမယုံကြည်ပဲပုံမတန်မာလာနေကြပါတယ်။အခုတော့တရုတ်နိုင်ငံမှာရွေးချယ်စရာနီလန်းတွေအကုန်ဆုံးလာနေပါပြီ။ကြန့်ရှိနေတဲ့တခုတည်းသောနီလန်းကတော့ဘယ်သူမှမြင်ချင်မနေတဲ့ရန်လိုတဲ့ဒိန်ပိုင်မှုပါပဲ။တရုတ်စစ်တပ်က၃ပိုင်းခွဲထားတဲ့တိုက်ခိုက်မှုတစ်ခုအကြောင်းမကြာခဏပြောဆိုလေးရှိပါတယ်။ပထမအဆင့်မှာ၎င်းတို့ကပူပေါင်းပစ်ခတ်မှုလှုပ်ရှားရေး Joint Fire Power Strike Operation လို့ခေါ်တဲ့ ဒုံးကျည်တိုက်ခိုက်မှုလိုင်းတစ်ခုကိုစတင်မှဖြစ်ပြီးတော့ဒါဟာထိုင်ဝမ်ရဲ့ကာကွယ်ရေးစနစ်တွေကိုမိနစ်ပိုင်းအတွင်းဖျက်ဆီးပစ်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။ရှာနေချီတဲ့ Bulletin နဲ့ Cruise ဒုံးကျည်တွေကအစောပိုင်း3 Bay Radar တွေလေတက်စကန်နေနဲ့ရန်သူတင်မောဖြတ်ဒုံးကျည်တွေကိုဖျက်ဆီးပစ်မှာဖြစ်ပြီးတော့ဘုံကျဲလီရင်နေတဲ့ drone တွေကတော့အမိန်ဘေးစင်တာတွေ လျှစ်စစ်တအားလိုင်းနေတဲ့လေကြောင်းရန်ကဝေးစနစ်တွေကိုချိန်မုံပြမှာပါတရုတ်ရဲ့ရီမန်ချက်ကတော့ထိုင်ဝမ်ကအခုညီချောင်းဖို့အခွင့်မရခင်မှာလေပိုင်နဲ့နဲ့ပင်လယ်ကိုထိန်းချုပ်ဖို့ပါတရုတ်ပြည်သူလူမျိုးရေးတပ်မတော် PLA ရဲ့ချက်လီရင်နေရ လေပိုင်နဲ့တဲ့အပြစ်ဝင်ရောက်လာပြီးတော့ထိုင်ဝမ်ရဲ့တိုက်လေယာဉ်လေးကိုလေထဲမှာလိုက်လံဖမ်းဆီးမှာဒါမှမဟုတ်မြေပြင်ပေါ်မှာဘုံကျဲဖျက်ဆီးမှာပါဒုံးကြီးတစ်စစ်သင်္ဘောတွေနဲ့ရင်းငုတ်သင်္ဘောတွေကရေပိုင်နဲ့တဲ့မှာအုံကျွမ်းလာပြီးတော့လိုအပ်ရင်မိုင်းတွေချောင်းပါပါလေပိုင်နဲ့တဲ့နဲ့ပင်လေကိုပိတ်ဆို့ပြီးသွားတဲ့အခါထိုင်ဝမ်ကျွန်းဟာတီးသန့်ဖျက်တောက်ခံရပြီးတော့ဝိုင်းထားခံရပြီးကျူးကျော်မှုရဲ့တရုတ်တနတ်ကိုရင်ဆိုင်ရမှာဖြစ်ပါတယ် တချိန်ထဲမှာပဲတရုတ်ဟာပိတ်ဆို့မှုတစ်ခုစတင်မှာဖြစ်ပြီးတော့တရုတ်ပြည်သူလူမျိုးရေးတက်မတော်ရေတက် PLAN ရဲ့စစ်သည်မော်ရီနဲ့ကန်ဂျီဆောင်သည်မော်ရီဟာထိုင်ဝမ်ရဲ့အဓိကစိတ်ကမ်းတွေဖြစ်တဲ့ခေါ်ရှောင်းတိုင်ချုံနဲ့ကီလုံတို့ကိုပိတ်ဆို့ဖို့ရွှေ့ပြောင်းလာမှာဖြစ်ပြီးတော့ရေလက်ချောင်းကိုမရက်မနာကင်းလဲမှာဖြစ်ပါတယ် တို့ကလောင်စာစီအစားအသောက်ဒါမှမဟုတ်လက်နက်တွေတည်ဆောင်လာတဲ့ဒမိုတွေကို စစ်ဆေးမှာဒါမှမဟုတ်ပြန်လဲခိုင်းမှာပါထိုင်ဝမ်ကိုအပြေးဝါဖျက်ချောက်ဖို့ဒမိုလန်ကျောင်းတွေထဲမှာမိုင်းတွေတောင်ထောင်ထားနိုင်ပါတယ် PLA လေးရင်းတွေကဂျုံရဲ့အရှိဘက်နဲ့တောင်ဘက်မှာလေကြောင်းပိတ်ဆို့စုံတစ်ခုနဲ့ကျင်းညာမှာဖြစ်ပြီးတော့အရက်သားနဲ့စစ်ဖက်လေရင်တွေကို၎င်းတို့ရဲ့အမတ်သားကိုဖော်ပြခိုင်းမှာဖြစ်ကတရုတ်ကဘသူဘယ်နေရာကိုပြန်တန်းနိုင်လဲဆိုတာကို ထိန်းချုပ်မှာဖြစ်ပါတယ် တရုတ်ဒီမိုရီကထိုင်ဝမ်ကင်ယိုရဲ့အနီးကဖြတ်တန်းသွားတဲ့ဒီမိုရီစီရအမှတ်သားနဲ့ကုံစီသတင်းအချက်အလက်တွေကိုတောင်းဆိုလာခဲ့ပါတယ်။2023တနှစ်ထဲမှာပဲတရုတ်ရဲ့စီရေးလေးချင်းမှုတွေထဲမှာထိုင်ဝမ်ကင်ယိုရဲ့အနီးမှာပုံတူသွတ်သွင်းစုံတွေနဲ့ရင်းငုတ်သင်္ဘောကင်းလဲတာတွေပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ပုံသေးတိုက်ခိုက်မှုနဲ့ဘေးဆိုးမှုတွေကထိုင်ဝမ်ကိုမချိုးဖြတ်နိုင်ဘူးဆိုတာကိုတရုတ်ထောက်လန်ကြီးကသိထားပြီးတော့ဖြစ်နိုင်တာကဒါတွေကအလုံးမဖြစ်ဘူးဆိုတာပါ တရုတ်သုံးသက်သူတွေကအချိန်အတော်ကြာဝိုင်းထားမှုတွေနဲ့ထိုးထောင်းပြီးတော့ပြင်းထန်တဲ့စစ်စင်ရေးတွေကိုပုံနှက်တတ်ကြပြီးတော့အချိန်ပိုကြလေလေအမေရိကန်ရဲ့ဝင်ရောက်ဆွဖက်မှုကိုခံရနိုင်တယ်လို့ဆိုရင်နေကြပါတယ်။ တခုသောအယူအဆအရထိုင်ဝမ်ရဲ့လေကြောင်းရန်ကာဝေးစနစ်တွေအားနေသွားပြီးတော့ American သင်္ဘောတွေဝေးကွာတဲ့အခါတရုတ်နိုင်ငံဟာ၎င်းရဲ့ Marine တပ်ဖွဲ့နဲ့ကြီးတက်ကိုရေလက်ချောင်းကိုဖျက်ပြီးတော့ဆေးလွတ်မှာပါ။ယာနဲ့ချီတဲ့စင်းသက်ရေးသင်္ဘောတွေတိုက်ခတ်ရေးလှေတွေနဲ့ရေကုန်ကူးရှင်တွေပါဝင်တဲ့ယာနဲ့ချီနိုင်တဲ့ကျူးကျော်ရေးသင်္ဘောအုပ်စုဟာတပြိုင်တည်းထွက်ခွာမှာဖြစ်ပြီးတော့ထိုင်ဝမ်ရဲ့အနောက်ဘက်ကယူရန်ဘော်က တိုင်ချုံဒါမှမဟုတ်မဝလီလိုနေရာပေါင်းများစွာကိုပြစ်မှတ်ထားမှာပါပထမနေ့မှာပဲကန်းကြီးစကန်းကြီးကိုတိမ့်ပိုက်မှာဖြစ်ပြီးတော့ဒီစကန်းကြီးလုံခြုံသွားပြီဆိုတာနဲ့ထောင်ထဲချီတဲ့တပ်သားတွေကထက်မှန်စိတ်ဝင်လာမှာပါတရုတ်ရဲ့အစည်းအဝေးမှာ ပထမလိုင်းအဖြစ်စစ်သား15,000ကနေ2,000အထိဆေလွတ်မယ်လို့ဖော်ပြထားပြီးတော့နောက်တနေ့မှာထက်မှန်ထည့်သွင်းမှာဖြစ်ပါတယ်။ဒီအတော်တွင် PLA ရဲ့ဒုံးကြီးတွေကထိုင်ဝမ်ရဲ့တံပြန်တိုက်ခိုက်မှုတွေကိုဆက်လက်ထိမှန်နေမှာပါ။ကန်ဂျီမာဒီကျူးကျော်မှုကိုရင်ဆိုင်ရမှာက ထိုင်ဝမ်အတွက်အခက်အခဲဆုံးတိုက်ပွဲဖြစ်လာမှာပါ။ ုံးကြီးတိုက်ခိုက်မှုတွေအပြီးမှာထိုင်ဝမ်ရဲ့ကာကွယ်ရေးစနစ်တွေကအစိမ့်စိမ့်မွာမွာဖြစ်နေပြီးဖြစ်မှာပါ။ဒါပေမဲ့ထိုင်ဝမ်ကလည်းဒီစစ်ပွဲကိုနားလည်ထားပါတယ်။တကယ်တော့၎င်းတို့ဟာတရုတ်ကိုအင်အားကုန်ခန်းသွားအောင်လှုပ်ဖို့အစီအစဉ်တစ်ခုတည်ဆောက်ထားပါတယ်။ဒါဟာတိုင်ပင်မြို့မှာပထမဆုံးအလန်ဆိုင်ထူခင်မှာတရုတ်ကိုသွေးထွက်အောင်လှုပ်ဖို့ရည်ရွယ်ထားတာပါ။ထိုင်ဝမ်ရဲ့ပို့ချုပ်တွေကစင်းသက်ရေးလှေတွေကိုခြုံခိုတိုက်ခိုက်ဖို့နဲ့ပစ္စည်းတွေဖြုတ်ချတဲ့အခါဖြက်စီးပစ်ဖို့အစီအစဉ်ဆွဲထားပါတယ်။ VNN ဒါမှမဟုတ်ပစိပိတ်ကျွန်းတွေကတိုက်ပွဲတွေကဲ့သို့ဖြစ်တဲ့ကာကွယ်အစီအစဉ်တစ်ခုမှာ တခါတည်းရန်ဒီဂူဘျူဟာပေါ်ချိုပင်းစတရဂျီလို့ခေါ်တဲ့နီးဘျူဟာအရာထိုင်ဝမ်တပ်ဖွဲ့တွေကရွာရီ တောင်ကုန်းတွေဥမင်လိုင်ကောင်းတွေနဲ့ဘန်ဂါရီတဲမှာပုံအောင်နေမှာဖြစ်ပြီးတော့တရုတ်မရိန်းတပ်ဖွဲ့တွေအတွက် တည်စီနိုင်တဲ့ထပ်ပွဲဖြစ်အောင်ပြောင်းလဲပေးမှာပါသူတို့တည်ထားတာကတရားဝင်တရုတ်ပြူဟာမှာတောင်အောင်မြင်တဲ့စဉ်သက်မှုတစ်ခုပြီးရင်တိုင်ပေမျိုးဒိမ့်ပိုင်နိုင်ဖို့ရသက်တဲ့ဘက်ပေါင်းများစွာရက်ဆက်ကြမ်းထုတ်ပြီးတော့သွေးချွတ်တန်ရုံဖြစ်တဲ့လမ်းပေါ်တိုက်ပွဲတွေလိုအပ်နိုင်တယ်လို့သတိပေးထားပါတယ်ဒါဟာ DD ရဲ့ပထမရက်တွေနဲ့အဆင်တူတဲ့အိမ်မဆိုးတစ်ခုဖြစ်ပြီးတော့ပို့ပြီးတော့သွေးချွတ်တန်ရုံဖြစ်စေမှာပါဒါကြောင့်တရုတ်ပြူဟာသမားတချို့က ဒီအိမ်မန်ဆိုးစဉ်သက်မှုကိုရှောင်ရှားနိုင်ရင်ပိုကောင်းမယ်လို့ဆိုကြပါတယ်။ Rent စရေးကိန်းတွေမှာအစီအစဉ်ရေးဆွဲသူတွေကတရုတ်ကထိုင်ဝမ်ကိုအရင်ပိတ်ဆို့ပြီးဘုံကျဲတိုက်ခိုက်ပြီးတော့မှထိုင်ဝမ်ကွဲအပ်သွားမလား၊ဒါမှမဟုတ် American ကနောက်ဆုတ်သွားမလားဆိုတာကိုစောင့်ကြည့်မယ်လို့ဆိုပါတယ်။တခုသောအခြေအနေမှာအဓိကပြမတ်တွေကိုအရင်မတိုက်ခိုက်ပဲရေနံတင်ပို့မှုတွေကိုဖျက်တောက်ပြီးတိုက်ပွဲရဲ့ရှေ့ကြပြီးဆိုးရွားတဲ့ အင်အားစုစည်းမှုပြိုင်ပွဲအဖြစ်ပြောင်းလဲဖို့ဖော်ပြထားပါတယ်။တကယ်လက်တွေ့မှာတော့တရုတ်ကကျူးကျော်မှုဒါမှမဟုတ်ပိတ်ဆို့မှုကိုလှုံ့ဆော်ဖို့ရွှေ့လာခဲ့ရင်အမေရိကန်နဲ့ဂျပန်တပ်ဖွဲ့တွေကဒေဒေတာစီအပြိုင်ဆိုင်ရောက်လာမှာပါ။ဒါပေမဲ့တရုတ်ရဲ့အတွေးကတော့အချိန်ကအားလုံးကိုပင်ပန်းနှွမ်းနဲ့သွားစီမယ်ဆိုတာပါပဲ။သုံးသက်သူတွေကရှေလျားတဲ့စစ်ပွဲတစ်ခုမှာရေတန်းနဲ့လေတန်းတစ်ခုစလုံးလင်းမြန်စွာဆွမ်းဆောင်ရေးကြလာမယ်လို့ထောက်ပြထားပါတယ်။တရုတ်က ဒီလိုနီးပြူဟာမျိုးကို2023ခုနှစ်နဲ့2024မှာစံသက်လှုပ်ဆောင်နေတာကိုမြင်တွေ့ခဲ့ရပါပြီ။ဘေကျင်းကဒိတ်တဆိုင်နဲ့တရုတ်ရဲ့ခီးသွွားတွေကိုထိုင်ဝမ်ကိုသွားလေခွင့်ပိတ်ပင်ခဲ့ပါတယ်။၎င်းကအစားအသောက်ဘေကင်းရေးသတိပေးချက်အတုတွေနဲ့ကိုဗစ်ဆိုင်ရာစီးမြင်အတုတွေကိုလက်နက်အဖြစ်အသုံးပြုပြီးတော့ စီးပွားရေးဆက်ဆံမှုတွေကိုဖျက်ထောက်ခဲ့ပါတယ်။ထိုင်ဝမ်ရဲ့တန်တမန်မဟာမိတ်တွေတနိုင်ငံပြီးတနိုင်ငံဖဲထုတ်ခဲ့ပြီးတော့အဲ့ဒီနိုင်ငံတွေကိုဘေကျင်းနဲ့ဆက်ဆံရေးဖျက်ထောက်ပြီးလိုင်ရောဖို့ပြင်းပြင်းထန်ထန်ဖိအားပေးခဲ့ပါတယ်။တချိန်တည်းမှာပဲတရုတ်နဲ့မြောက်ကိုရီးယားဟန်ဂါရီကထိုင်ဝမ်ရဲ့အစိုးရစစ်တပ်ဘန်နေနဲ့ လင်းစစ်တအားလိုင်းတွေကိုနေ့စဉ်ပြင်းထန်ထားတိုက်ခိုက်နေပါတယ်။ထိုင်ဝမ်ရဲ့အာဏာပိုင်တွေကတော့၎င်းတို့ကလာစဉ်စိုက်ဘာတိုက်ခိုက်မှုဒဏ်နဲ့ချီပြီးတော့ခံနေရတယ်လို့ပြောပါတယ်။တကယ်တမ်းပြောရရင် CCP ကထိုင်ဝမ်ရဲ့စနစ်တွေကိုစိတ်ဝင်နှံ့ထွင်းပြီးသားဖြစ်နိုင်ခြေအလွန်မြင့်မားပါတယ်။သူတို့က malware တွေဖုံးကွယ်ထည့်သွင်းထားပြီးတော့တကားနောက်ဖက်တွေထည့်သွင်းထားတာဘယ်သူမှမသိရှိနိုင်အောင်ဒိတ်တိုက်ထိုင်ဆောင်နေပါတယ်။ဘာကြောင့်လဲဆိုတော့ရီမန်ချက်က ချက်ချင်းဖြစ်စည်းပြဖို့မဟုတ်ပဲပြည်ပြည်စုံတဲ့အခိုက်အတန့်ရောက်လာတဲ့အထိထိုင်ဆောင်နေဖို့ပါပဲ။ American ပြည်တော်စုဟာ2020ခုနှစ်မှာ Solar Winds တိုက်ခိုက်မှုတွေအတွင်းဒါကိုခက်ခဲစွာသင်ယူခဲ့ရပါတယ်။ Hackery က American အစိုးရကွန်ရက်တွေတဲကိုဖောက်ထွင်းဝင်ရောက်ခဲ့ပြီးတော့ချက်ချင်းကြီးကြီးမားမားတိုက်ခိုက်မှုတွေမလုံဆောင်ခဲ့ပါဘူး။သူတို့ကလာပေါင်းများစွာထိုင်နေရင်းထောက်လိုင်းရေးတရင်အချက်လက်တွေစုဆောင်ခဲ့ပြီးတော့ တင်းလျော်တဲ့အခြေအုံဆောင်ဆိုင်ခဲ့ပါတယ်ယူကရိန်းမှာလည်းအလားတူပါပဲရုရှားဟက်ဂါရီကယူကရိန်းရဲ့ပြင်စစ်တအားလိုင်းတွေထဲမှာမယ်လ်ဝဲတွေထည့်သွင်းထားခဲ့ပြီးတော့မီးပြတ်အောင်တိုက်ခိုက်မှုတွေမစတင်ခင်အချိန်ကြာရှည်ဆောင်ဆိုင်ခဲ့ပါတယ်သူတို့ဆောင်ဆိုင်ခဲ့ပြီးအခိုင်အမာအခိုင်အတန့်ရောက်လာခဲ့တဲ့အခါခလုတ်ကို နှိမ့်ယုံပေးဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်။